ကြည့်ကျွန်တော်တို့ရင်းကုန်ပြောရှင်ဒါရဗီရင်ကြည့်ယူအားပေးကြတဲ့မိတ်ဆွေများဆွေမျိုးများအားလုံးမင်္ဂလာပါပြည်တွင်းပြည်ပရဝေးရနေရနေအပတ်စဉ်တိုင်းကြည့်ယူအားပေးနေတဲ့မိတ်ဆွေတွေကိုလေးလေးနက်နက်ဒီနေရာကနေအထူးကျေးဇူးတင်ပါရစေအဲ့တော့ဒီတော့မှာတော့အဘမင်းငယ်ကိုတို့ရေရများစွာအနက်ကတခုကိုပြောမှာဖြစ်ပါတယ်အပတ်တိုင်းကျွန်တော်တို့လမ်းညွှန်ပြောပြနေတာဖြစ်ပါတယ်အဲ့တော့ကိုကအကြောင်းမသိလို့မတိုက်ဆိုင်လို့မညီညွတ်လို့ဟုတ်လားမလိုအပ်ဘူးဆိုရင်တော့အခြားလိုရတဲ့သူတွေကိုမျှဝေခြင်းဖြစ်လဲဟုတ်လားပညာရတစ်ခုကိုကုသိုလ်ယူရဲလို့ ကျွန်တော်မှတ်ယူလို့ရပါတယ်เนาะအဲ့အတွက်လည်းကျွန်တော်ဆန္ဒပြပါတယ်အဲ့တော့ဒီတစ်ပတ်မှာတော့ကျွန်တော်ဗာလဲငွေပါငွေကြေးကိစ္စပါပဲအဲ့တော့ငွေကြေးအစင်မပြေဘူးငွေကြေးနဲ့ပတ်သက်လို့စိတ်ညစ်နေရတယ်ငွေကြေးအခက်ကြုံနေရတယ်သို့မဟုတ်လက်ရှိရှိနေတဲ့ဝင်ငွေထပ်ပို့ပြီးငွေကြေးအားကောင်းခြင်းနဲ့ဆိုရင်ကျွန်တော်ပြုတ်လောက်ရတဲ့ငွေဝင်နဲ့ဤပေါင်းများစွာနဲ့ကငွေဝင်နဲ့ဤတနည်းဖြစ်ပါတယ်ဝင်ငွေကောင်းစေတဲ့ဤငွေကြေးကံကောင်းလက်ရှင်စေတဲ့ဤပါအဲ့တော့ဒီဤအတွက်ဘာလို့လဲဆိုရင်ကျွန်တော်တို့ကိုင်းရတူရလိုပါတယ် ဖန်ခွာတစ်လုံးလိုပါတယ်ကြောက်စလစ်ခဲတစ်ခဲလိုပါတယ်เนาะခရီးလိုပါတယ်ခရီးမရနိုင်ဘူးဆိုရင်တော့ရွှေပန်းငွေပန်းလိုပါတယ်နှင်းစီပန်းတပွင့်လိုပါတယ်အနီရောင်ပါအဲ့တော့နှင်းစီပန်းလဲကဲမရနိုင်ဘူးဆိုရင်အဲ sorry အဲခရီးမရနိုင်ဘူးရွှေပန်းငွေပန်းလဲမရနိုင်တဲ့နေရာမျိုးဆိုရင်တော့ဘာလို့လဲဆိုရင်ကွန်ရွက်နဲ့လှုပ်လို့ရပါတယ်အဲသို့မဟုတ်ဂန်းကောညွတ်တို့ရွက်လာညွန့်နဲ့လှုပ်လို့ရပါတယ်เนาะဂန်းကောရွက်လာလိုပါတယ်အဲ့တော့ကျွန်တော်အခုပြပါမယ် ခရင်လေးတစ်ချောင်းလေးလိုပါတယ်အဲ့တော့ဒီမှာဒီလိုဖန်ခွက်ကလေးပေါ့ဒီလိုဖန်ခွက်ကလေးထဲမှာနော်ဒီလိုဖန်ခွက်ကလေးထဲမှာကျွန်တော်တို့ဗားထည့်ရမယ်ရည်ထည့်ရမယ်ပြီးနှင်းစီပန်းအနီအောင်တစ်ပွင့်ထည့်ရမယ်ပြီးတော့အခုပြောသလိုမျိုးဒီလိုကွင်းရက်လေးထည့်ရမယ်ကွင်းရက်မှာဆော့ပင်လေးနဲ့ရည်ထားအချောပတ်မှာငွေဝင်စီငွေလာစီလို့ကွင်းရက်အချောပတ်မှာရည်ပါပြီးဖန်ခွက်ကလေးတွေကိုထည့်ပါပြီးတော့ဒီထဲမှာဆွမ်းနာပြောသလိုခရင်ညွန့်ထည့်မယ်ခရင်ညွန့်မရရင်ရွှေပန်းငွေပန်းထည့်မယ်ရွှေပန်းငွေပန်းမှမရရင် ဒန်းကောနှစ်ညွန့်ရွက်လာလေးညွန့်ထည့်ရမှာဖြစ်ပါတယ်ရေလဲထည့်ထားမယ်ပြီးရင်တော့ကျွန်တော်တို့ကြောက်စလစ်ခဲလေးတစ်ခဲထည့်ရမှာဖြစ်ပါတယ်ဒီလိုကြောက်စလစ်ခဲလေးတစ်ခဲဒီလိုထည့်ရမှာဖြစ်ပါတယ်အဲ့တော့ပြီးသွားရင်တော့ကျွန်တော်9000တန်း1000တန်းသို့မဟုတ်1000တန်းတွေ့ရလို့ပါတယ်အဲ့လို9000တန်းတွေ့ရပေါ့သို့မဟုတ်1000တန်း1000တန်းလို့ပါတယ်အဲ့တော့ဖန်ခွက်မှာအခုပြသလိုမျိုးကျွန်တော်တို့ပတ်လိုက်ရမှာဖြစ်ပါတယ်ပြီးရင်တော့ပြန်မကောင်းတိတ်ကလေးနဲ့အသာလေးကတ်ထားလိုက်ပါပြီးကဒီလိုခရင်လေးကိုဘုလို့စိုက်ထားပါနော်အဲ့တော့ဒီမှာတော့ကျွန်တော်ခရီးတို့ရွက်လာတို့ ရှေ့ပန်းငွေပန်းတို့စသဖြင့်ပေါ့မရှိတဲ့အတွက်เนาะကွန်းရွက်ရယ်เนาะအလွယ်တကူမရနိုင်တဲ့အတွက်เนาะလောလောဆယ်ပြတာတော့ကွန်းရွက်လေးနဲ့ခရင်လေးနဲ့เนาะပတ်စံ9000တန်းလေးနဲ့ကြောက်စစ်လက်ခဲလေးဒီထဲမှာထည့်ထားပါတယ်ပြီးတော့အခုနှင်းစီပန်းတစ်ပွင့်အဲ့တော့ဒီထဲမှာဘာထပ်ထည့်ဖို့လိုလဲဆိုရင်ခရင်ခရင်နှင်းစီပန်းတစ်ပွင့်ပဲကွန်းရွက်လည်းတွေ့ရပဲခရင်ခရင်ညွတ်9ညွတ်ခရင်ညွတ်မရနိုင်ဘူးအညွတ်မရနိုင်အရွက်9ရွက်ခရင်ရွက်ဒီလိုထည့်ရအောင်စနပြောလို့ခရင်ရွက်လည်းမရဘူးရှေ့ပန်းငွေပန်းထည့်ရမယ်ရှေ့ ရှေ့ပန်းဟုတ်လားဆိုရင်အဲရှေ့ပန်းတကုံးပေါ့ရှေ့ပန်းပန်းကုန်းတကုံးတော့ငွေပန်းဆိုလည်းငွေပန်းပန်းကုန်းတကုံးအဲ့တော့ရှေ့ရောင်းငွေရောဒီတဲ့ကိုထည့်ရရှေ့ပန်းငွေပန်းတကုံးစီအဲရှေ့ပန်းငွေပန်းတကုံးစီလည်းမရနိုင်တဲ့နေရာမျိုးဆိုရင်တော့ကန်းကွန်နှညရွက်လာလေးညပေါင်းပြီးထည့်ရမှာဖြစ်ပါတယ်ပြီးသားရင်မလုပ်မလဲဆိုရင်ဒီမှာကျွန်တော်ဒီခင်းလေးနဲ့ဒီလိုလေးဖန်ကွက်ကိုထောက်အောင်မှာဖြစ်ပါတယ်မနက်နေ့စဉ်မနက်မိုးလင်းတိုင်း၉ချက်ခောက်ပါ ငွေတွေဝင်ပါစေငွေတွေလာပါစေငွေတွေဝင်ပါစေထောက်ကကြီးကွဲကောင်တားကြီးထောက်ရမလို့ပါဘူးရွရလေးဖြည်းဖြည်းလေးပါပဲဘယ်ဟုတ်ကောင်လဲအင်းကြီးရဲ့ဝင်ပေါက်ထပ်ပေါက် main တက္ကမကြီးလူဝင်လူရပေါက်မှာခောက်လို့ရတယ်သို့မဟုတ်လမ်းမကိုကြည့်ပြီးတော့ခောက်လို့ရပါတယ်ငွေဝင်ပါစေငွေလာပါစေငွေတွေကန်ကောင်းပါစေအဲ့လားငွေကြီးထပ်သေးသေးပြည်လဲပါစေငွေကြီးနဲ့ပတ်သက်ပြီးစိတ်ချမ်းသာပါစေအဲ့လိုကူးချက်ခောက်အောင်မှာဖြစ်ပါတယ်အဲ့တော့ရေုံနှင်းစီပုံမှန်လဲပေးရမယ်နှင်းစီပါမကောင်းရင်နှင်းစီပါအစ်စ်လဲမယ်ဆောနာပြောသလိုခရီး ရွက်တို့ခရီးညွန့်တို့မကောင်းအစ်စ်လဲမယ်ရှေးပန်းငွေပဲမကောင်းနောင်းဝအစ်စ်လဲမယ်ဟလာကွန်းရွက်မကောင်းတော့အစ်စ်လဲမယ်ကွန်းရွက်မှာဟလာဆော့ပင်နဲ့ငွေလာစီငွေဝင်စီငွေကြီးကန်ကောင်းစီရေးရမယ်ဟလာအဲ့တော့ဒီတန်းမှာမကောင်းတဲ့အညွန့်အရွက်မှန်သမျှအခက်မှန်သမျှနွမ်းချက်သွားရင်အစ်စ်လဲလဲပြပါရေတို့နေ့စဉ်ပုံမှန်လဲပြပါအဲ့တော့အခုလိုမျိုးလေးဟလာဓာတ်စင်ရမယ်နေ့စဉ်အဲ့လိုခောက်နော်အဲ့တော့ဒါလေးကငွေကြီးကန်ကောင်းစီတဲ့လက်ပွင့်စီတဲ့ငွေကြီးနဲ့ပတ်သက်စိတ်ချမ်းသာတဲ့နီလန်လေးဖြစ်ပါတယ် ဒါလေးကိုဒီတပတ်မှာတော့ငွေကြေးကိစ္စတွေအတွက် ကျွန်တော်တို့ငွေကြေးကန်ကောင်းရအောင်ငွေကြေးခက်ခဲတွေအပူပင်တော့ကတွေလွတ်မြောက်ရအောင်လမ်းညွှန်ပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲငွေကြေးကန်ကောင်းပျော်ရွှင်နိုင်ကြပါစေ